ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အားဖြင့်တူတူကအဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှမသက်ခရစ်ဝင်ခန်းကြီး၄အပိုင်ငယ်၃ထိုအခါစုံစမ်းသွေးဆောင်တော်သူသည်ချင့်ကပ်၍ကိုတော်သည်ဘုရားသခင်၏သားတော်မှန်လင်ဤကြောက်ခဲတို့ကို မုံဖြစ်စေခြင်းက အမိန်တော်ရှိတော်မူပါဟုလျှောက်လေ၏။ကျော်ဒီနှုတ်ကပတ်တော်ကတော့သခင်ရှုကရက်၄၀အစာရှောင် ဆုတောင်းပေးတဲ့အချိန်မှာမုတ်သိချင်းကိုရောက်တဲ့ခါမှာတဲ့ဆာရမဏတ်ကသခင်ရှုကိုလာပြီးတော့စုံစမ်းသွေးဆောင်ပါတယ်။စုံစမ်းသွေးဆောင်တဲ့အခါမှာစာတန်ကဘာနဲ့စတင်ပြီးတော့သွေးဆောင်လဲဆိုရင်တော့သခင်ရှု စာနေတယ်ဆိုတာကို သိတဲ့ခါမှာအဲဒီမှာရှိတဲ့ကြောက်ခဲတွေကိုမုတ်ဖြစ်အောင်လုပ်ပြီးတော့စားလိုက်ပါလား။အဲဒီကြောက်ခဲကို မုတ်ဖြစ်စေဖို့ပြောတဲ့စကားမတိုင်ခင်အရှိမဘာပြောလဲဆိုရင်တော့ ကိုတော်သည်ဖျားသခင်သားတော်မှန်လင်ဆိုတဲ့စကားနဲ့သခင်ရှုကို တွေးဆောင်ပါတယ်။သခင်ရှုရဲ့ဖြစ်တည်ခြင်းကို စာတန်က တွေးဆောင်တာဖြစ်ပါတယ်။ဖျားသားတော်မှန်ရဲ့လား။မှန်တယ်ဆိုရင်လှုပ်လေကြောက်ခဲကိုမုတ်ဖြစ်အောင်လှုပ်ပြီးတော့စားလိုက်ပါလား။သခင်ရှုကဖျားသားတော်မှန်ကြောင်းကိုဒီကြောက်ခဲကိုမုတ်ဖြစ်အောင်လှုပ်ပြီးတော့တတ်သိပြစရာမလိုပါဘူး။သခင်ရှုဖျားသားတော်မှန်တယ်။ဖျားသခင်ရဲ့သားမှန်တယ်ဆိုတဲ့အကြောင်းကဟို ရှမသက်ခွေဝင်ခန်းကြီး3အပိုင်ငယ်18မှာရှမသက်ခွေဝင်ခန်းကြီး4အပေါ်ပိုက်လေးမှာဤသူကငါနှစ်သက်မြတ်လို့ရငါဤချစ်သားပေသည်ဟုကောင်းငင်ကအတန်တော်ဖြစ်လေဤဆိုတဲ့နှုတ်ကပတ်တော်ရှိပါတယ်။တခင်ရှုယော်ရမြင့်မှာနှစ်ချင်းခံတဲ့အခါမှာကောင်းငင်ကအတန်လာတယ်။အတန်ကတတ်သိထူပြီးသားပါ။နှုတ်ကပတ်တော်ကတတ်သိထူပြီးသားဖြစ်ပါတယ်။ငါနှစ်သက်မြတ်လို့ရငါဤချစ်သားပေသည် ်ရိုးရိုးသားတော့မဟုတ်ဘူးငါအင်မတန်မှနှစ်သက်မြန်လို့တဲ့ငါကြီးချစ်သားဆိုတဲ့ကောင်းငင်ကအတီးပြူချက်ကရှိပြီးသားဖြစ်ပါတယ်အဲဒီသခင်ခွတ်တော်ဖရာရဲ့ဖြစ်တည်ခြင်းကိုစာတန်ကလာပြီးတော့ပွေးဆောင်ပါတယ်ကိုတော်ဟာဖရာသခင်သားတော့မှန်ကောမှန်ရဲ့လားမှန်ရင်အခုပိုက်စားနေတာပဲကြောက်ခဲတွေကိုမုတ်ဖြစ်အောင်လှုပ်ရှားလိုက်ပါဆိုပြီးတော့သခင်ရှုရဲ့ဖြစ်ခြင်းကိုစာလင်ကတွေးဆောင်ပါလေဒီနေ့သခင်ရှုက သူဘာတူလဲဆိုတဲ့အရာကိုကောင်းဝင်ကဖခင်ရဲ့နှုတ်ကပတ်တော်အတန်ရဲ့အတီးပြူချက်ရတဲ့အခါမှာစာလံလုတ်ခိုင်းတဲ့အတိုင်းမလုတ်ဘဲနဲ့ကြော်လွားအောင်မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။စာလံမနက်ကသခင်ရှုရဲ့ဖြစ်ခြင်းကိုစုံစမ်းတွေးဆောင်တဲ့ကဲ့သို့ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုလည်းစာလံကမသိအောင်ကျွန်တော်တို့ကိုယ့်ကိုယ်ကိုဘယ်သူမှမသိအောင်စာလံကစုံစမ်းတွေးဆောင်တာဖြစ်ပါတယ်။ဒါစာလံရဲ့နီလံပဲဖြစ်ပါတယ်။စာလံရဲ့ပရိယပဲဖြစ်ပါတယ်။ ဒါကြောင့်မို့သင်ဟာသင်ကိုယ်သင်သိဖို့အရေးကြီးပါတယ်။သင်ဘသူလဲ။သင်ရဲ့ဖြစ်တည်ခြင်းကိုသင်အမှန်တကယ်မသိဘူးဆိုရင်စာတန်ကလှည့်စားသွားမှာဖြစ်ပါတယ်။မင်းကဖျားသားဖြစ်ပြီးတော့ဘမလဲပတ်စံနေ။မင်းကဖျားသားလို့လည်းပြောသေးတယ်ဘမလဲအောင်မြင်ခြင်းနေ။မင်းကဖျားသားလို့လည်းပြောသေးတယ်ဘမလဲကြော်ကြားခြင်းနေ။စာတန်မနဲ့ကကျွန်တော်တို့ရဲ့အခြေအနေနဲ့ကျွန်တော်တို့ကိုနှိုင်းရှင်ပြီးတော့ကျွန်တော်တို့ရဲ့ဖြစ်တည်ခြင်းပေါ်မှာတန်တရားဝင်အောင်ကျွန်တော်တို့ကိုကိုကိုဘယ်သူမှမသိအောင်စာတန်က စုံစမ်းသွေးဆောင်ပြီးတော့လှည့်ပြားมาဖြစ်ပါတယ်ဒီနေ့သခင်ရှုကသူ့ဖျားသားမှန်ကြောင်းကိုကြောက်ခဲကိုမုတ်ဖြစ်အောင်လုပ်เสียမလို့ပါဘူးကောင်းငင်ကအတန်ရှိပြီးသားပါဒါကြောင့်မို့သင်နေကျွန်ုပ်ကလည်းဖျားသားသမီးအမှန်ဖြစ်ကြောင်းဖျားနှုတ်ကပတ်တော်ကဖော်ပြပြီးသားဖြစ်ပါလေ။ရှင်အောင်ခရင်ခန်းကြီးတအပိုင်ငယ်ဆက်နှစ်မှာသခင်ခွတ်တော်ကိုလက်ခံယုံကြည်တဲ့သူကိုဖျားရဲ့သားဖြစ်ခွင့်ရတယ်လို့တမန်ကျမ်းစာကဖော်ပြပြီးသားဖြစ်ပါလေ။ဒါကြောင့်မို့သင်ရဲ့အပြင်းမှန်းအခြေအနေကဘလို့ပဲဖြစ်နေပါစေသင်ဟာဖျားသခင်ရဲ့သားဖြစ်တယ် ယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့အချိန်အစပြီးတော့သင်ကဘုရားသားဖြစ်သွားပြီဘုရားရဲ့သားသမီးဖြစ်ခွင့်ရတယ်အဲ့ဒီဘုရားသားသမီးဖြစ်ခွင့်ရတဲ့အရာကဘလောက်ထိကြီးမြတ်လဲဆိုတာကိုသင်သိရင်သင်ရဲ့ဘဝအတ္တထဲမှာသင်ရဲ့အခြေအနေကိုကြည့်ပြီးတော့စိတ်တက်မကြတော့သင်ရဲ့အခြေအနေကိုကြည့်ပြီးတော့လည်းမตายရတော့သင်ရဲ့အခြေအနေကသင်မိသူမိဝါဖြစ်ကြောင်းကိုဖော်ပြတာမဟုတ်ပါဘူးဘုရားနှုတ်ကပတ်တော်ကသာလင်သင်ဟာမိသူမိဝါဖြစ်ကြောင်းကိုဖော်ပြတာဖြစ်ပါတယ်ဒါကြောင့်ခြေတော်စီတိုင်း မိမိကိုယ်ကိုစင်းရဲတယ်လို့ထင်တဲ့သူကသာလင် ချမ်းသာကျင်တာဖြစ်ပါတယ်ဒီနေ့သင်ဟာဖျားသားသမီးဖြစ်ကြောင်းသင်သိသွားရင်သင်ရဲ့တရားလေးမှာသင်မချမ်းသာကျင်တော့သင်ဘသူလဲကဘာမိုးမီဆက်ကြရောကိုဖန်ဆင်းတဲ့ဖျားရဲ့သားဖြစ်တယ်ဆိုတော့ကိုသင်သိသွားရင်သင်ဟာမချမ်းသာကျင်တော့လူဟာချမ်းသာကျင်တယ်ဆိုတာကမိမိကိုယ်ကိုစင်းရဲတယ်လို့ထင်တဲ့သူကပဲချမ်းသာကျင်တာဖြစ်တယ်မိမိကိုယ်ကိုရှုံးနိုင်နေတယ်လို့မှတ်ယူတဲ့သူကသာလင်အောင်မြင်ကျင်ကြတာဖြစ်ပါတယ် ်သင်ဟာအောင်မြင်တဲ့ယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့အချိန်အစပြီးတော့သင်ဟာအောင်မြင်သူဖြစ်ပြီးသားဆိုတာကိုသင်သိမှတ်ပင်ဆိုရင်သင်ကအောင်မြင်ခြင်းနဲ့စိတ်မရှိတော့ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်ဘုရားရှိခြင်းကသင်ရဲ့အောင်မြင်ခြင်းလို့သင်ကသိမှတ်မယ်ဆိုရင်ရှုံးနေနေတယ်လို့ကိုကိုကိုမှတ်ယူတဲ့သူကသာလေအောင်မြင်ခြင်းသာဖြစ်တယ်သင်ကရှုံးနေတဲ့သူမှမဟုတ်တာယေရှုကိုယုံကြည်တဲ့အချိန်အစပြီးတော့သင်ဟာယေရှုခရစ်တော်ဘုရားသည်သင်ရဲ့အောင်မြင်ခြင်းပဲဖြစ်ပါတယ် မိမိကိုယ်ကိုနိုင်ကြတယ်လို့ယူဆတဲ့သူကသာလဲသူများရဲ့အထက်မှာမြင့်မားကျင်တာဖြစ်ပါတယ်။သခင်ခွတ်တော်ဖရာကိုယုံကြည်တဲ့အချိန်အစပြီးတော့သင်ရကဘာမိုးမြေဒီစက်ကြောကြီးကိုဖန်ဆင်းတဲ့ဖရာရဲ့သားဖြစ်ခွင့်ရတယ်။ဘလောက်ထိကြီးမြတ်လဲ။သင်ရအသက်တာဘလောက်ထိကြီးမြတ်လဲဆိုတာဖရာသားဖြစ်ခြင်းပေါ်မှာသင်သိနာလေရင်သင်ကိုယ်သင်နိုင်ကြတယ်လို့သင်ရမယူဆတော့ဘူး။မသိငယ်တော့ဘူး။သင်ရဖြစ်ခြင်းကိုသင်ရသိပြီဆိုရင်သင်ကအဲ့ဒီဖြစ်ခြင်းပေါ်မှာယက်တည်ပြီးတော့သင်ရအသက်ရှင်နိုင်မှာဖြစ်ပါတယ်။ ဥပမာလင်းယုံကလင်းယုံဖြစ်အောင်ကြိုးစားနေစရာမလိုပါဘူးလင်းယုံကလင်းယုံဖြစ်ပြီးသားပဲဖြစ်ပါတယ်မိမိကလင်းယုံဖြစ်မှမသိလို့သာ မြေပြင်မှာကျင်းနေနေတာပါကျွန်တော်တို့ကလည်းမိမိကိုယ်ကိုဖျားသားဖြစ်မှမသိလို့သာမြေကြီးຢာတွေကိုဆွဲလန်းနေတာဖြစ်ပါတယ်ကိုဟာကောင်းကင်နဲ့ဆိုင်မန်ထာဝရနဲ့ဆိုင်မန်မသိတဲ့အတွက်ကြောင့်မြေကြီးຢာတွေကိုဆွဲလန်းနေတာဖြစ်ပါတယ် ဖျားသားဖြစ်ခြင်းကဘလောက်ထိကြီးမြတ်လဲဆိုတော့လေးနဲ့တဲ့အတိတ်ပဲကိုမသိလို့သာလောကမှာချမ်းသာခြင်းညာတာဖြစ်တယ်။လောကမှာအောင်မြင်ခြင်းညာတာဖြစ်တယ်။လောကမှာသူများရဲ့အထက်မှာမြင့်မားခြင်းညာတာဖြစ်ပါတယ်။ဖျားသားရဲ့ဖြစ်ခြင်းရဲ့အတိတ်ပဲရဲ့လေးနဲ့မှုကိုသိသွားတဲ့လူကဒီလောကမှာချမ်းသာဖို့အောင်မြင်ဖို့မြင့်မားဖို့အဲ့ဒီဆန္ဒတွေမရှိတော့ဘာကြောင့်လဲဆိုတော့ကိုဟာကြီးမြတ်တဲ့ဖျားရဲ့သားဖြစ်ကြောင်းကိုပြီးပြည့်စုံသွားပြီဆိုတော့သိတော်ကြောင်ဖြစ်ပါတယ်။တကယ်တော့သင်ဟာ ယေရှုခရစ်တော်ဖခင်ကိုယုံကြည်လက်ခံပြီးတဲ့အချိန်အားစပြီးတော့ယေရှုခရစ်အားဖြင့်သင်ဟာပြီးပြည့်စုံတဲ့သူဖခင်သားသမီးဖြစ်သွားပါပြီ။ယုံကြည်သူဖခင်သားသမီးတယောက်ကအခြေအနေနဲ့မဆိုင်ပါဘူး။ပတ်စံရှိတဲ့အခြေအနေကြောင့်သင်ဟာချမ်းသာတာမဟုတ်တလို့လောကနယ်ပယ်တစ်ခုခုမှာသူများအထက်ကိုရောက်တဲ့အခြေအနေကြောင့်အောင်မြင်တာလည်းမဟုတ်ပါဘူး။သူများထက်ပိုမြင့်တဲ့ယာတူးဂုံတွေအဲ့ဒီအခြေအနေတွေပိုင်ဆိုင်ထားလို့မြင့်မားတဲ့အသက်တာကိုပိုင်ဆိုင်တာလည်းမဟုတ်ပါဘူး။ ။သခင်ယေရှုခရစ်တော်အားဖြင့်ဖခင်သားသမီးဖြစ်ခွင့်ရလို့သင်ကပြီးပြည့်စုံနေတာဖြစ်ပါတယ်။တိုးရင်းကြီးယေရှုခရစ်တော်ဖခင်အတူရှိခြင်းကသင်ဘဝရဲ့ပြီးပြည့်စုံခြင်းလို့သင်မသိသေးဘူး။သင်ရဲ့လိုအင်တွေကအတော်မတတ်ပဲရှိနေမှာဖြစ်ပါတယ်။အဲကြောင့်မို့23ခုမြောက်သောစာလံအပိုင်ငယ်1မှာထာဝရဘုရားသည်ငါ၏တိုးရင်းဖြစ်တော်မူ၏။ငါသည်ဆင်းရဲမခံရ။ The Lord is my shepherd I shall not want ဖခင်သခင်ကကျွန်တော်တို့ရဲ့တိုးရင်းဖြစ်တဲ့အခါမှာကျွန်တော်တို့ဘာမှမလိုတော့ဘူး။ ယေရှုခရစ်တော်ဘုရားကျောင်းနဲ့အတူရှိခြင်းကကျွန်တော်တို့ရဲ့အသက်တာရဲ့ပြီးပြည့်စုံခြင်းပဲဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်အားဖြင့်မိမိကိုယ်ကိုပြီးပြည့်စုံပြီလို့မှတ်ယူတဲ့သူသိမှတ်တဲ့သူကသာလေကိုကိုကိုဆင်းရဲတယ်လို့မထင်မှတ်တော့ကိုကိုကိုရှုံးနေတယ်သူလို့မှတ်မှတ်ယူတော့နေကြတယ်လို့လည်းမခံယူတော့ကိုကိုကိုမသိငယ်တော့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တတဲမှာမဆန့်ရှိခြင်းကသင်ရဲ့ချမ်းသာခြင်းမဟုတ်ပါဘူးယေရှုခရစ်တော်ပြရှိခြင်းကသင်ရဲ့ချမ်းသာကြွယ်ဝခြင်းပဲဖြစ်ပါတယ် လောကမှာ네ဘယ်တစ်ခုခုမှာအောင်မြင်ခြင်းကသင်ရဲ့အောင်မြင်ခြင်းအစ်စ်မှာမဟုတ်ပါဘူး။အောင်မြင်တဲ့ယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့အချိန်ဆက်ပြီးတော့သင်ရဲ့အောင်မြင်သူဖြစ်ပြီးသားပါ။သင်ရဲ့လောကကြီးထဲမှာယာဒူးဂုံအင်းတွေရှိလို့မြင့်မားတဲ့အသက်တာကိုပိုင်ဆိုင်တာမဟုတ်ပါဘူး။ယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့အချိန်ဆက်ပြီးတော့သင်ရဲ့အင်မတန်မှကြီးမြတ်တဲ့ဘုရားရဲ့သားသမီးဖြစ်သွားပြီဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ပြီးတဲ့အချိန်ဆက်လို့ကဘာမိုးမီဆက်ကြောရကိုဖန်ဆင်းပိုင်သားတဲ့ ဖခင်ရဲ့သားဖြစ်ခွင့်ရပြီးတော့ထိုယေရှုခရစ်တော်ဖခင်ကျွန်တော်နဲ့အတူရှိခြင်းဟာကျွန်တော်တို့ရဲ့ပြီးပြည့်စုံခြင်းဖြစ်ကြောင်းကိုဝန်ခံသိမှတ်မယ်ဆိုရင်မိမိရဲ့အလိုဆန္ဒတွေအတွက်အသက်မရှင်တော့ဘဲနဲ့နေရစင်တိုင်းမှာတူရင်းကြီးနောက်လိုက်ပြီးတော့ဖခင်သခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းအပြင်ဖခင်သခင်ဘုန်းတော်ကိုထင်ရှားစေတော်သူများဖြစ်မယ်ကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ